မင်္ဂလာပါ Fight Corner Channel ကနေကြိုဆိုလိုက်ပါတယ်။လာမယ့်ဂျွန်28မှာကစားမယ့် Lexi Flyweight Ranking No. 1 Brian Riven နဲ့မြန်မာပြည်ဝအမေရိကန်နိုင်ငံသား Joshua Van တို့ပွဲအတွက်ကျွန်တော်ရဲ့ team ယူဆချက်။အရင်ဆုံး Brian Riven ကိုကြည့်အောင်။သူကအသက်17နှစ်လောက်ကလေးက BJJ နဲ့မွေတိုင်းကိုကောင်းကောင်းကြီးလေ့ကျင့်ခဲ့ပြီးတော့2010နှစ်ကလေးက Professional ကစားသမားဖြစ်နေပြီ။ရှယ်ဂျန်နဲ့ Fighter ပါ။အချက်လက်ကိုကြည့်မယ်ဆိုရင်လေ Total 24ပွဲမှာ9နာ18ပွဲ။အဲ့ဒီမှာမှာ knockout က9ပွဲ။ submission ဟာ၈ပွဲ decision နဲ့ဟာ၄ပွဲထိနိုင်အောင်ကစားထားနိုင်တယ်။ show မွဲကတော့၇ပွဲပဲရှိတယ်။ knockout ၁ပွဲ submission ၁ပွဲ decision နဲ့၅ပွဲထိရုံးပေးထားရတယ်။ champion ဟောက်တူပါ reach က183 cm တော်တော်လေးကျယ်တဲ့ပမာဏပါ။အဲဘယ်တန်းဖြောင်းလက်တီတစ်လုံးနဲ့ပွဲသိမ်းနိုင်လောက်တဲ့ဒူးတစ်ပေါက်ကတော့တော်တော်ကြောက်စရာကောင်းတယ်။ stand fight မှာတော့လက်ချကစားတတ်တယ်။ အဲအထီတော်မခံနိုင်ဘူးဒါကတော့အားနေချက်ဖြစ်ပြီးမထင်မထင်သလိုထွက်လာတဲ့ပါဝါလက်သီးတွေရောရှိတယ်ဗန်အင်းနဲ့ဒါကိုကောင်းကောင်းသတိထားရမယ် ground game မှာတော့ပြောကြမလို့တော့ကောင်းတာပါဂျူစီစုကိုခပတ်နဲ့ရထားတဲ့သူ under pressure ကနေ swift လောက်သွားနိုင်တဲ့အခိုက်အတန့်တွေအများကြီးလုပ်ပြထားတယ်အဲဒီကနေပဲနိုင်မွေးတွေပေါ်ဆောင်ထားနိုင်တယ်ခြုံပြောရရင်ပွဲအရန်လဲကတ်နေတယ်အတွေ့အကြုံလဲနေသေးတဲ့ဗန်အတွက်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်သလို rider rider နေနဲ့ဒီ alexander patria နဲ့ကစားတဲ့ပွဲတုန်းကဆိုရင်အဲ့ဒီအချိန်ကတမရာဟောင်းဒိုနယ်ထရန့်အောင်လာကြည့်တဲ့အတိ ုံရိပ်ကြီးမားတဲ့ကစားသမားပါဗန်ဒွေလဲဒီဘွေးကချန်ပီယံစင်ခေါ်ခွင့်မှာရသွားနိုင်တဲ့ဘွေးဖြစ်တယ်လို့ရန်ကိန်းပိုင်းမှာလည်းအများကြီးကြောင်းလဲသွားနိုင်တဲ့ဘွေးတွေပါဗန်နေနဲ့ Dragon Rider ရဲ့တိတ်ကြောင်းတွေကိုတဖန်လုံးနိုင်မယ်ပြီးရင်အရင်ဘွေးရလို့ထီချက်တွေရအောင်ယူနိုင်မယ်အထင်မခံနိုင်တဲ့လူဖြစ်တာကြောင့် Happy ဒီကံမယ်ဂျောတွေကိုညာဖြောင်းနဲ့ထီအောင်ထိုးနိုင်မယ်အလင်းသိရင်သိတယ်လို့ PRP ကစားနိုင်မယ်ဆိုရင်တော့အမက်နဲ့နိုင်သွားနိုင်ပါတယ်အခမ်းမသိရင် KO နဲ့ပါနိုင်သွားနိုင်ပါတယ်တတိကြီးကြီးထားဖို့လိုလို့ တည်ကြတာကတော့ Rider Rider နေနဲ့ Van ကိုနိုင်ဖို့ဆိုရင် Ground လေးမှာခေါ်ဆော့မှာပါဒါကိုကင်တွင်နိုင်မယ်ဆိုရင်တော့ Van က Chance ရှိပါတယ်ဒီတော့ကျွန်တော်တို့ပွဲပြီးသုံးသပ်ချက်မှာပြန်တွေ့ကြအောင်ပါ